ဒီဗီဒီယိုထဲမှာကျွန်တော်ကလွယ်ကူတဲ့ပီးရဈေးခေါ်အာစီရင်တဲ့နီးပေါ့နော်ပီးရဈေးခေါ်စမစီရင်တဲ့နီးလို့ပြောပြမှာဖြစ်တယ်လွယ်လဲလွယ်တယ်စွန်းလဲစွန်းတယ်သူကပီးရပါပါတဲ့အတွက်ချစ်ခင်စေမှုနဲ့သွားတာဖြစ်တဲ့အတွက်ကိုကောင်းတာပေါ့နော်မေတ္တာတရားလေးလည်းပါတာပေါ့အဲ့တော့ရေးဆွဲရတာလေးကအခေယာလေး၃လုံးပဲဘာကုံနာငယ်ဝဒီပုံစံလေးရေးဆွဲရအောင်အဲ့တော့မန္တန်ရွတ်ဖတ်တဲ့ပုံစံအကြတော့ အုံးဘာကုံးတလုံးဖရာတဆူဣဒင်ကိန်းဝတ်ဆံပဲတယ်မပါစီဖရာဘာကုံးရင်ဆွဲလိုက်နော်ပြင်သူအောင်မှာနာငယ်လို့ရေးမယ်အုံးနာငယ်တလုံးဖရာတဆူဣဒင်ကိန်းဝတ်ဆံပဲတယ်မပါစီဖရာပြင်မကြွဘူးဆက်ဆွဲမယ်ဝါအောင်ဆက်ဆွဲမယ်အုံးဝါတလုံးဖရာတဆူဣဒင်ကိန်းဝတ်ဆံပဲတယ်မပါစီဖရာဆိုပြီးတော့ဆက်လိုက်ဒါဆိုရင်အဲ့ဒီစမလေးကိုရတယ်နော်အဲ့တော့ အဲ့ဒီစမှာလည်းဖះဆင်ရှိမှာပေါ့နော်အဲ့လိုလေးတင်ချလေးရေးဆွဲရမယ်ခြေခြေတောက်လက်တောက်ဆေးထားရမယ်ဖះရှိခိုးထားရမယ်ငါးပါးဒီလာဆောက်တည်ထားရမယ်နော်ပြီးလို့ရှိရင်လက်လာပါကောင်းတဲ့မန်နံတစ်ခုခုပေါ့ထားပါတော့ရှင်တိဝလိမန်နံပဲဖြစ်ဖြစ်ရှင်တိဝလိကိုတော့မြည်ကြီးမန်နံပဲဖြစ်ဖြစ်အဲ့ဒီမန်နံကိုလက်လက်ပွင့်စီရဲ့မန်နံတစ်ခုခုပေါ့နော်အဲ့ဒီမန်နံကိုဒီစမလေးကိုကိုင်းပြီးတော့နှခမ်းလာမှာကတ်မယ်ကတ်ပြီးတော့38အုပ်ဖြစ်ဖြစ်45အုပ်ဖြစ်ဖြစ်ဒါမှ9အုပ်ဖြစ်ဖြစ်မန်နံကိုကိုတက်နိုင်တဲ့လောက် ရပ်ဖတ်လိုက်နော်ရပ်ဖတ်ပြီးတော့အသက်သွင်းသိတိတင်တရားရှိခေါလောက်ယူတော့ပိုကောင်းတယ်နေဆိုနော်အဲ့ဒါပြီးသွားရင်ဒါလေးကိုစကူလေးကို၄00လေးညှက်ပြီးတော့ပလတ်စတစ်လေးလောင်းပြီးတော့အဲ့ဒီအာဈေးဆိုင်မှာပဲဖြစ်ဖြစ်ဈေးဆိုင်မှာထားတာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရှင်ဈေးတန်ရဲ့ငွေဈေးဆိုင်ရဲ့ငွေတောင်းလေးတွေမှာဖြစ်ဖြစ်အိတ်ကပ်ပြားလေးကိုထည့်တာပတ်စံထည့်တဲ့အန်စွဲလေးတွေမှာဖြစ်ဖြစ်ထည့်တာဒါမှမဟုတ်ရင်အဲ့ဆိုင်မှာဘုရားရှင်လေးရှိရင်အဲ့ဆင်းလေးပုံမှာတင်ထားလဲရတယ် ဒါဆိုရင်ဇီအောင်ဇီဝဲကောင်းတယ်လက်ပွင့်တယ်လူချင်းလူခင်များတယ်